ခုတင်ဆက်ပေးမယ့်သတင်းကတော့ဘာကူဆန်ရဲ့နိုင်ပွဲ250စံချိန်ကိုမန်စီးတီးနီးပြကျော်ဖြတ်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။မန်စီးနီးပြကွာဒီယိုလာကမန်ကနဝန်နီးပြဖာကူဆန်တင်ထားတဲ့ပရီးမီးယားလီမှာနိုင်ပွဲ250အနေဆုံးပြီးတဲ့စံချိန်ကိုကျော်ဖြတ်ပြီးတော့စံရင်သစ်ကိုရတော့ခဲ့ပြီဖြစ်ပါတယ်။ကွာဒီယိုလာဟာဘရက်ဖူ့ကိုအနိုင်ရခဲ့တဲ့ပွဲမှာမန်စီးတီးနီးပြအနေနဲ့ပရီးမီးယားလီနိုင်ပွဲ250ပြီးသွားတာပါ။ ဂွာဒီယိုလာဟာမန်စီးတီကို349ပွဲကင်တွေပြီးတော့ပရီးမီးယားလိနိုင်ပွဲ250ပြည့်ခဲ့တာဖြစ်ပြီးဖာဂူဆန်ကတော့မန်ယူကို404ပွဲကင်တွေပြီးတော့မှနိုင်ပွဲ250ပြည့်ခဲ့တာဖြစ်လို့ဂွာဒီယိုလာကဖာဂူဆန်ကိုကြော်ပြီးတော့ပရီးမီးယားလိနိုင်ပွဲ250အနည်းဆုံးရတဲ့နီးပြဆွေးစံချိန်ကိုပိုက်ဆိုင်သွားခဲ့တာပါ ဖာဂူဆန်နောက်မှာပရီးမီးယားလိနိုင်ပွဲ250အမျက်ဆုံးပြည့်တဲ့နီးပြအဖြစ်နဲ့ရည်တည်နေသူကအာဆင်နယ်ကနေဝင်နီးပြအဆင်ဝင်ကဖြစ်ပြီး423ပွဲကင်တွေပြီးတော့နိုင်ပွဲ250ပြည့်ခဲ့တာပါလက်ရှိဝက်ဆန်နီးပြဒေးဗစ်မိုရက်စ်ကလည်းပရီးမီးယားလိနိုင်ပွဲ250ပိုင်ဆိုင်ထားသူဖြစ်ပြီးတော့ရှောင်းဝ45ပွဲကင်တွေပြီးတော့ပြည့်ခဲ့တာပါဒီတဲ့ကတော့ညီချင်းအောင်ပါပြပူလာပါ